အငိမ်းဆောင်ဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ပြစ်ခတ်ခံရပြီးနောက်ရန်ကုန်တိုင်းတိုင်းဦးစီးချုပ်နဲ့ဒုတိုင်းမှုတို့ကိုနေပြည်တော်ကအမိန့်နဲ့ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ရန်ကုန်တိုင်းတိုင်းဦးစီးချုပ်ဗိုလ်မှူးကြီးတပ်ပိုင်စော်ကိုလုံခြုံရေးပေါ်ရော်တယ်လို့ဆိုပြီးနေပြည်တော်ကအထက်အရာရှိအဖွဲ့ကခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေတာပါ။ ဗိုလ်မှူးချုပ်ချိုထွန်းအောင်ပြစ်ခတ်ခံရတာနဲ့ပတ်သက်ပြီးတိုင်းဦးစီးချုပ်အဆင့်ကိုပါခေါ်ယူစစ်ဆေးတာတွေလုပ်နေတယ်။လူညုံရင်းမြစ်နဲ့မယန်းကုန်းလိုနေရာမျိုးမှာဖြစ်သွားတာဆိုတော့အကုန်မြခုံးလှုပ်နေကြတယ်။နေရောညပါရန်ကုန်မှာအစီအစီဖန်စီ ပိုကျက်လာတယ်လို့တက်တဲ့ရင်းမြစ်က ARD Times ကိုပြောပါရတယ်။ ဒုစင်ခေါင်းဆောင်ဒုဗိုလ်ချုပ်မှုကြီးဆွန်ဝင်းဟာလည်းဗိုလ်မှူးချုပ်ဟောင်းချိုထွအောင်ကိစ္စနဲ့ပတ်သက်လို့ရန်ကုန်ကိုရောက်ရှိလာပြီး၎င်းရောက်ရှိချိန်မှာတန်လင်းတရာနီဘုံဖောက်ခွဲခံရတဲ့အတွက်ရန်ကုန်တိုင်းတိုင်းမှုကိုတာဝန်ပေါ်ရော်တယ်လို့ဆိုပြီးခေါ်ယူစစ်ဆေးနေတယ်လို့တပ်သတင်းရင်းမြစ်စီကသိရပါတယ်။ဒါအပြင်ဒုတိုင်းမှုနေရာကနေဗိုလ်မှူးချုပ်ထွန်းထွန်းဝင်းကိုပါဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့တပ်အတိုင်းဝိုင်းမှာသတင်းတွေထွက်ပေါ်နေပါတယ်။ မရန်ကုန်မှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးရန်ကုန်မြို့ရင်းလုံခြုံရေးတင်းကျပ်ထားပြီးရှစ်မိုင်စစ်မှုရန်ဟောင်းယုံတွင်းမှာစစ်ကောင်စီရာရှိတွေကိုခေါ်ယူစစ်ဆေးနေကညအချိန်ထိအရဲဝတ်တွေနဲ့ပါ ခေါ်ယူစုဆောင်ထားတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ဒုစေခေါင်းဆောင်ကိုရိုင်းနေပြည်တော်ကနေရန်ကုန်ကိုရောက်ရှိလာပြီးဗိုလ်မှူးချုပ်ချိုးထွန်းအောင်ရဲ့မိသားစုဝင်တွေနဲ့တွေ့ဆုံအားပေးမှုတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါဗျ။